ဒီနေ့လာနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူလိုင်လတရက်ကနေ9ရက်နေ့အတော်တွင်ဟာကောင်းသောကံလွှမ်းမိုးနေတယ်ဖြစ်လို့သောဆန္ဒသစ်တွေလက်တွေ့ကောင်ထဲပေါ်နိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်နေရာသစ်ဝင်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ပေါ်ပေါက်လာတဲ့ခွင့်ရသစ်တွေကိုလက်တွေ့သုံးချပြီးတော့ကိုယ့်အတွက်ကောင်းသောအကျိုးဆက်ကိုရရှိမယ်လူမျိုးပွဲလူမျိုးကြားအကျိုးပေးတယ် စေကုသစ်နဲ့ဘဝတိုးတက်မှုလမ်းကြောင်းတွေပေါ်ထွက်မယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။ဘေးဒီမေ့ကျင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ တရက်နေ့မှာအရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းကိုကြောင်းမယ်။နှစ်ရက်နေ့အရာရာကောင်းပါတယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လဲတောင်းဆိုနိုင်တယ်။အဲ့ဒီမှာကောင်းစေကောင်းလျှော်ပြုရဲ့ဘေးပြာကင်းတဲ့အနာရောဂါကင်းတယ်။သုံးရက်နေ့ကတော့ငွေကြေးကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။လေးရက်နေ့မှာ ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်။နာမည်ကောင်းတဲ့ကြော်ကြားခြင်းကိုဖန်တီးနိုင်တယ်။၅ရက်နေ့မှာအင်တွင်းရေးလူမှုရေးပြဿနာလေးတွေရှိတယ်။ အထင်မှားမှုဖြေရှင်းရမယ်6ရက်နေ့မှာစမ်းဖွင့်မယ်အလိုပြည့်စုံမယ်ဘဝတွတ်တက်9ရက်နေ့မှာခီးကံကောင်းမယ်ပစ္စည်းပြောက်တတ်တဲ့ရန်တိုက်ခံကြမှာတွတ်တက်မှုကိုရှာဖွေရလိမ့်မယ်ဤကာလအတွင်းတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေတွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်တေရှိတတ်ပါတယ်တလေကိုကနန်းနေကြိုးပေးပါတယ်အဝါရောင် လေးမောင်ရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲခြင်းဖြင့်ကောင်းခြင်းကံကြမ္မာကိုရနိုင်ပါれအဝါရောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပါဆူတောင်းပြပါမယ်ယေရှုတင်ပါれ